တားချင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါတင်ဆက်ပေးမှာကတော့ကြက်ငတ်တုတ်ခွေးကကိုဗစ်ထက်ပိုဆိုးတဲ့ကပ်ရောဂါတွေဖြစ်လာနိုင်ခြင်းရှိရလို့ပြင်သစ်သိပ္ပံရှင်ကသတိပေးရဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။တော်ရိုင်းငှက်တွေကြက်ဘဲတွေနဲ့နိုတိုက်တရဝါတွေကြားပြန့်နှံ့နေရဲ့ကြက်ငတ်တုတ်ခွေးပိုင်းရဟာလူအချင်းချင်းကူးစက်နိုင်တဲ့အဆင်အထိပိစပြောင်းလဲသွားမယ်ဆိုရင်ကိုဗစ် -19 ထက်ပိုဆိုးတဲ့ကပ်ရောဂါဖြစ်လာနိုင်တယ်လို့ပြင်သစ်နိုင်ငံ Institute Pasteur ကအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါစင်တာအကြီးအကဲကပြောပါရယ်။ ပြင်းထန်တဲ့ကြက်ငှက်တုပ်ကွေးဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းငှက်တန်းပေါင်းများစွာကိုတုတ်တင်ရှင်းလင်းခဲ့ရပြီးအစားအသောက်ထောက်ပံ့မှုတွေကိုထိခိုက်စေကာဈေးနှုန်းတွေမြင့်တက်စေခဲ့ပေမယ့်လူကူးဆက်မှုကတော့ရှားပါးနေတော့မှာပဲကျမတို့ကြောက်တာကဘိုင်းရက်ကနိုတိုက်တရဝါတွေအထူးသဖြင့်လူတွေစီကူးဆက်နိုင်အောင်လိုက်ရောညီတွေဖြစ်သွားပြီးလူအချင်းချင်းကူးဆက်နိုင်စွမ်းရှိမှာကိုပါအဲ့ဒီဘိုင်းရက်ကကက်ယောဂါဘိုင်းရက်ဖြစ်လာလိမ့်မယ်လို့ Instagram Pasta ရဲ့ဆေးဘက်ဆိုင်ရာ Dryder Mary Anti Remedy ကရထာကိုပြောပါတယ် အစ္စတူဘတ်စတာဟာကိုဗစ် -19 စစ်ဆေးမှုကိုပထမအဆုံးဖော်ထုတ်မျှဝေခဲ့တဲ့ဥရောပတက်ခဲကန်းနေတဲ့ကတခုဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ကမ္ဘာတော်ဝန်ကတက်ခဲကန်းတွေကိုလုံထုံးလုံနည်းတွေဖြန့်ဝေပေးခဲ့တာပါလူတွေမှာ H1 နဲ့ H3 ရာသီတုပ်ကွေးတွေအတွက်ပဋိပစ္စည်းတွေရှိခဲ့ပေမဲ့ငှက်တွေနဲ့နှုတ်တိုက်တွေတွေကိုကူးစက်နေတဲ့ H5 ကြက်ငှက်တုပ်ကွေးအတွက်တော့ပဋိပစ္စည်းလုံးဝမရှိပါဘူး။ဒါက COVID-19 စဖြစ်တုန်းကလူတွေမှာပဋိပစ္စည်းမရှိခဲ့တာနဲ့အထူးတူပါပဲလို့သူကပြောထားပါတယ်။ ထိခိုက်လွယ်သူတွေကိုအ धिक တိုက်ခဲ့တဲ့ COVID-19 နဲ့မတူတာကတုတ်ကွေးပိုင်းရဲ့ဟာကလေးတွေအပါအဝင် ကျန်းမာတန်ဆန်းသူတွေကိုလည်းသိဆုံးနိုင်တယ်လို့ Remit ဝတီကဆိုထားပါတယ်ကျန်ငတ်တူကွေးကက်ယောဂါတာတကယ်ဖြစ်လာခဲ့ရင် တော်တော်လေးပြင်းထန်လိမ့်မယ်။ကျမတို့ကြုံတွေ့ခဲ့ရတဲ့ကက်ယောဂါထက်တောင် ပိုပြီးပြင်းထန်နိုင်ခြေရှိရလို့ပဲရီတခွဲကန်းကသူကလည်းပြောပါရယ်။အရင်တော့က A5 ကျန်ငတ်တူကွေးကုဆတ်ခံရတဲ့လူငယ်တွေအများကြီးရှိခဲ့ပူပါရယ်။ လက်ရှိအမေရိကန်ကကြက်ဘဲတွေနဲ့နှိုးစားနားတွေကြားပြတ်နေနေတယ်။ H5N1 လည်းအပါအဝင်ပေါ့။ဒါပေမဲ့ဒီလူတွေကကူးစက်ခံထားရတဲ့တရိတ်ဆန်တွေနဲ့အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေဖြစ်လေရှိပါတယ်။ ဒီလာထဲမှာပဲအမေရိကန်ဝါရှင်တန်ပြည်နယ်မှာ H5N5 ကူးစက်ခံရတဲ့ပထမအုပ်စုလူနာကိုတွေ့ရှိခဲ့ရပြီးရောဂါအခန့်ရှိတဲ့အဲ့ဒီအမျိုးသားဟာပြီးခဲ့တဲ့အပတ်ကပဲတည်ဆုံသွားခဲ့ပါတယ်။ WHO ရဲ့နောက်ဆုံးအစီရင်ခံစာအရ2003ခုနှစ်ကနေ2025ခုနှစ်ကြားလူကူးစက်မှု1000နီးပါးရှိခဲ့ပြီးအဓိကအားဖြင့်အီဂျစ်၊အင်ဒိုနီးရှားနဲ့ BNN နိုင်ငံတွေမှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီတဲက48ရာခိုင်နှုန်းဟာတည်ဆုံခဲ့တယ်လို့လည်းသိရပါရရှင်။ ဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့ကြက်ငှက်တုပ်ကွေးကကိုဗစ်ထက်ပိုဆိုးတဲ့ကပ်ရောဂါဖြစ်လာနိုင်ခြေရှိရလို့ပြင်သစ်သိပ္ပံရှင်တွေကသတိပေးတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။